တန်ကိုရီးယားနိုင်ငံဦးဆန်မြို့မှာမြန်မာနဲ့ကိုရီးယားလူမျိုးတွေပူးပေါင်းပြီး2025ရွေးကောက်ပွဲကိုစတင်ကြောင်းနဲ့မြန်မာနိုင်ငံဆက်အနာသိမ့်မှုအလုံးမရှိစတင်ကြောင်းဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါတယ်။မောင်တူပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအပတ်စဉ်ပြုလုပ်နေကြဆန္ဒပြပွဲအတွင်းအခုလိုကိုရီးယားမြန်မာ ပူတွဲဆန္ဒပြခဲ့ကြတာပါဘုန်းတော်ဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံဦးစံမြို့မှာလာဒလာရဲ့နောက်ဆုံးပတ်မှာမြန်မာရေးကိုကိုရီးယားမြန်မာပူပေါင်းပြီးဆောင်ရွက်နေတာဖြစ်ပါတယ်ဘုန်းတော်အာနာရှင်စနစ်ဆိုးကနေလွတ်မြောက်တဲ့အတီးကတော့တောင်ကိုရီးယားနိုင်ငံဦးစံမြို့မှာကိုရီးယားတွေနဲ့အတူအင်တာအားတိုင်းဆန္ဒပြပွဲတွေကျင်းပသွားမှာဖြစ်ပါတယ်ဘုန်းတော်တောင်ကိုရီးယားနိုင်ငံမှာတော့သူ့နေရာနဲ့သူဆန္ဒပြပွဲတွေ နောက်တခါရမုံငွေရရှိရေးပွဲတွေအမျိုးမျိုးကိုကမ်ပိန်းတွေကျင်းပနေပါတယ်ဆိုတော့အကြောင်းကိုလည်းပဲဒီဒီပြပမှာရှိတဲ့ဒေါ်လာရေးအင်အားစုတွေကိုအတိပေးပြောကြားအပ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေရေတော်ပေါ်အောင်ရအာရှင်ဘာကိုချမ်းမြေလို့ရှိရှိဒီလိုရဲ့ကောင်းချမ်းမြေလို့ရှိရှိမရှိမမောင်းမေရတူလို့အမှန်ရတဲ့ရဲ့ရင်မို့လို့ဒီအာရှင်ဘာကို တောင်ကိုရီးယားနိုင်ငံဆန္ဒပြပွဲအတွင်းကနေပြည်တွင်းပြည်ပຫນွေဥတော်လန်ရေးတိုက်ပွဲဝင်နေကြသူတွေကိုလည်းအားပေးစကားပြောကြားခဲ့ပါသေးတယ်။နိုင်ငံဦးစံမြို့မှာတောင်ကိုရီးယားနိုင်ငံသားနဲ့မြန်မာနိုင်ငံသားတွေနဲ့အတူဆက်အာဏာရှင်အလုံးမရှိကြောင်းရေကောက်ပွဲကိုဆန့်ကျင်ကြောင်းအာဏာရှင်တော်လန်ကြောင့်ဆန္ဒပြခဲ့ဆန္ဒပြခဲ့ကြပါတယ်။တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများနဲ့အတူပြည်တွင်းပြည်ပမှာရှိသောမြန်မာနိုင်ငံသားများအားလုံးလည်းအားမငယ်ကြပါဘူး။ နဲလို့ဒီကနေပြီးတော့အဖေစကားပြောကြလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာ အပတ်စဉ်ဆန္ဒပြပွဲတွေပြုလုပ်နေကြတဲ့အပြင် NUG အစိုးရ PDF နဲ့ CDN တွေအတွက်လည်းရန်ပုံငွေရှာပွဲတွေပြုလုပ်နေကြပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ